အခက်ခဲတွေများလွန်အားကြည့်တော့ရိုးခါနေပါတယ်ဆိုတဲ့သူတွေရှိရင်ဒါလေးကိုနားထောင်ကြည့်အဲအခက်ခဲတော့ရှိတယ်အရင်ရိုးခါနေရမျိုးမဟုတ်ဘူးဆိုတဲ့သူတွေလည်းနားလို့ရတယ်ဘာအခက်ခဲမှတော့မရှိသေးဘူးဘာမှမရှိသေးဘူးမယူခါခြင်းတဲ့သူတွေရှိရင်လည်းနားထောင်လို့ရတယ်ကျွန်တော်အခုပြင်းမဲ့ရတယ်ကအခုပြင်းမဲ့အကြောင်းအရာအခုပြောမဲ့အကြောင်းအရာကဘာလဲဆိုတော့တို့မှာ ပေလာအောင်ပဲဖြစ်ဖြစ်စိတ်ညစ်စရာတွေကြုံတွေ့ရတဲ့အခက်အခဲတွေလူတိုင်းမှာတော့ရှိကြတယ်တရားမှုတရားမှာရှိကြတယ်ကျွန်တော်တို့ဆရာကြီးမှာတော့ရှိတယ်ကျွန်တော်တို့ဆရာကြီးမှာတော့ရှိရဆိုလည်းမပြောပါနဲ့နော်ခါကြရင်အချို့သူတွေကကျွန်တော်တို့ဘယ်ရင်ဆရာတွေကိုဘာပြဏာမှမရှိအေဂျင့်နေတဲ့သူတွေလို့မြင်ကြတယ်များတယ်ကျွန်တော်တို့ဘယ်ရင်ဆရာတွေကလည်းလူတွေကလူပဲကျွန်တော်တို့လောက်အပ်တဲ့ပညာရေးတွေကိုကျွန်တော်တို့ကူညီပေးရဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းခါကြရင်ဒီလိုရေရာမျိုးတွေလည်းလိုအပ်ရင်စောင့်ရမျိုးတွေရှိတယ်အဲ့တော့ဒီအစီအစဉ် ပြောမယ်ဆိုတော့ဒီရေရာပေါ့ဒီရေရာကိုပြောမယ်ဆိုရင်လူစမ်းတတ်မှာပြောမယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်လူတွေရဲ့အင်အားကျွန်တော်ကိုယ်တိုင်အင်အားပေါ့ကျွန်တော်တို့ရဲ့ရှိနေတဲ့အင်အားတွေကဘလို့မှမတွန်းလှန်နိုင်တော့တဲ့အခါမျိုးတွေမှာဆိုရင်ဒီရေရာကိုစွတောင်းလိုက်ရတယ်ဒီရေရာကိုပြောမယ်ဆိုရင်တော့ဂျုံဆိုးနဲ့ပတ်သက်တဲ့ရေရာပါကျွန်တော်အိမ်ပန်ဝင်ကျွန်တော်အိမ်နီးသားပန်ဝင်ချင်မှာရှိနေတဲ့အကြီးဆုံးသောတက်ပင်တော့ညောင်ပင်နော်ကုတ်ကုတ်ပင်ပုတ်ကုတ်ပင်ဆိုရင်နည်းတော့ပါလေညောင်ပင်ပေါ့နော်အဲ့တော့ညောင်ပင်မှာသွားပါ ပေါပြီးတဲ့ခါကျအဲ့ညောင်မရနေပြီတော့ညောင်ရွက်ရွက်ကိုစွန့်လာပါဒီညောင်ရွက်ကိုဒီတစ်ပင်ကိုစောင်းလျှောက်တဲ့ဒီညောင်ပင်ကိုစောင်းလျှောက်ပါရဲဆိုတဲ့ရုပ်စုံနဲ့မြင်ကြည့်တော့ဒီညောင်ရွက်ကိုပေးပါဆိုပြီးတောင်းရတယ်တောင်းမင်းမကူလာခဲ့ရအဲ့ကူလာခဲ့တဲ့ဟာကိုအိမ်မြောက်တဲ့အခါမှာကျွန်တော်တို့ဒီကျွေးပကံရှိတယ်ကျွေးပကံအပွင့်ခတ်တွေဘာညာတွေဘာမှမကျွေးပကံဖြစ်ရင်ပြီးတော့အဲ့ကျွေးပကံမှာခုနကူလာပါရဲဆိုတဲ့ညောင်ရွက်အဲ့ဒါကိုကတ်ရတယ်ဒီနေရာမှာညောင်ရွက်အစားအစာရအောင်လုပ်ရလာမိမယ်ဆိုရင် အရွက်ကြီးတွေပဲသုံးလို့ရမှာနော်အရွက်သေးတွေသုံးလို့မရနော်ကြားပြီလားပြီးသွားတဲ့ခါကျတော့အဲ့ဒီကျွေးပကံပြားပေါ်မှာကျွန်တော်ခုနကညောင်ရွယ်လေးကိုကောလင်းနဲ့ကတ်လိုက်ကောစူပါဘူးဘောင်းနဲ့ကတ်လို့မရအောင်ကောနဲ့ပဲကတ်ရပါမယ်လောက်အဲ့ဒီသမင်းလုံးကိုသမင်းလုံးကြီးတွေကိုကတ်ပြီးတော့လည်းကတ်ရင်ကတ်လို့ရတယ်နော်အဲ့ဒီကတ်လိုက်ပါပြောအောင်ဆိုမြဲသွားတယ်ပေါ့ပြီးတဲ့ခါကျရင်အဲ့ဒီညောင်ရွက်ပေါ်မှာအဲ့ရောင်းနိုင်တဲ့တိုင်တင်ထွက်ရမယ်တင်ထွက်ရဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ရော့အင်းဆိုပြီးတင်ထွက်ရမျိုးမဟုတ်ဘူးနော်ရော့အင်းဆိုပြီးတင်ထွက်ရမျိုးမဟုတ်ဘူးအဲ့ဒီအပေါ်လေးမှာကျွန်တော်တို့မှန်မှန်အပြားလေး မှန်အကြည်လေးမှန်အကြည်အပြားလေးအဲ့ဒါကိုအဲ့ဒီညောင်ရက်ပေါ်လေးမှာမှန်အကြည်အဝါလေးတော်လည်းကောင်းအပြားလေးတော်လည်းကောင်းအဲ့ဒါတွေကိုဘောကတင်ပါတင်ပြီးတော့ဘောကနေထုံးပါ။ဘာကြောင့်မှန်အကြည်အပြားလေးကိုတုံးခိုင်းရတာလဲဆိုတဲ့အဓိကအကြောင်းချက်ကတော့အောက်ကညောင်ရက်ကိုမြင်စေခြင်းတဲ့သဘောပါပဲ။နော်။အဲ့ဒါတော့မသုံးမဟုတ်ရင်လည်းဘီနာနေပြီးတော့ပကံပြားရဲ့ဘီနာနေပြီးတော့မှလည်းကျွန်တော်တို့ဒီစီမီကွက်လေးနဲ့လည်းတစ်ခွက်ထုံးခြင်းလည်းထုံးလို့ရပါတယ်။အဲ့တော့အဲ့ဒါကိုတနည်းကိုချစ်ချိန်ကြီးမိထုံးမရရတယ်။နော်။တနည်းကိုချစ်ချိန်ကြီးမိကိုမရရတယ်။ချက်ခါလေးတွေမိထုံးမရရတယ်။ဖျောင်းနိုင်မိရတော့ အကြောင်းရှိခါရှိချိန်တိတိထွန်းထွန်းရဖြစ်တဲ့ကြောင်မလို့ဖျောက်နိုင်ကုန်တော့ခက်သေးသေးလေးပဲလောက်တာကိုကောင်းနေမယ်ပြီးရက်ခါမှာမိထုံးတဲ့အချိန်မှာဘာလို့ကလဲဆိုတော့ဘာယူတာလဲဆိုတော့ကဲရုပ်ဆုံးနံမင်းကြီးခင်ဗျာကျွန်တော်မှဘာခက်ခဲရှိနေပါလဲဘာပြဿနာရှိနေပါလဲအဲ့ခက်ခက်ခဲအဲ့ပြဿနာတွေအများဆုံးကင်းပြောက်ပါစေယူခါနေတဲ့ကိစ္စတွေယူချင်ပါတယ်ဆိုတဲ့ကိစ္စတွေအားလုံးကင်းချင်ပါတယ်ဆိုပြီးတော့ဆုတောင်းပါတယ်ချစ်ချိန်တိတိဆုတောင်းပါတယ်ဒီနေရာမှာဖျောင်းနိုင်တတိုင်းထုံးမယ်နော်ရေခွက်အခွက်ပူစော်မယ် နော်ပြီးတဲ့ခါကျရင်ဒါကိုတရက်ကို၈ကြိမ်နော်၈ကြိမ်ဆိုတာမှာ၈ခါနဲ့ရတယ်၈ကြိမ်နဲ့ရတယ်တူတူပဲနော်ပြောချင်တာကြပါလဲဆိုတော့ဟိုဒီကြည့်ချင်ဖြစ်ရင်ပြီးပါဗျာဒီနေ့လုံးမှာငါဘလို့ကြိုက်တိုက်တဲ့ပုံစံနဲ့မျိုးစုံနဲ့လောက်ရပြီနော်အဲ့ဒါဘယ်နည်းလောက်ရလဲဆိုတော့၈ရက်တိတိလောက်ရတယ်နော်၈ရက်တော့ဒီမှာဒီအကြောင်းညောင်ရက်က၆သွားလဲလွတ်မပြောက်ဆွမပြောက်ဒီ၈ရက်တော့ဒီမှာဒီအချိန်မှာမိထုံးရမယ်ပူစွားမယ်ရမလားလွယ်မလားလွယ်မယ်လို့ထင်တယ် နော်ပြီးရခါကြရင်နောက်ဆုံးရမှာကျတော့အဲ့ဒီတိရလေးကိုပြန်ပြီးတော့အဲ့ဒီညောင်ပင်အောက်မှာသွားပြီးစွန့်ပြရမယ်စွန့်ပြတဲ့အခါမှာလည်းကျွန်တော်တို့ဒီအယောင်းတိုင်းအငွေးတိုင်းရေမိမိပူဇော်လိုတဲ့ပူဇော် PC အဲ့ဒါတွေကိုယူသွားပြီးတော့အဲ့ဒီမှာသမင်း2ဆုပ်3ဆုပ်4ဆုပ်5ဆုပ်ဟင်းတပွဲအဲ့လိုမျိုးတွေပါပူဇော်လို့ရတယ်နော်ပူဇော်လို့ရတဲ့ PC ဆိုတဲ့နေရာမှာအဲ့ဒီပူဇော်သွားပြရတယ်အဲ့ဒီညောင်ပင်မှာကဲရုပ်စုံနဲ့မင်းကြီးရဲ့နေတာတော်ကိုခံယူပါတယ်ရုပ်စုံနဲ့မင်းကြီးရဲ့ကောင်းချင်းကိုလည်းခံယူပါတယ်ကဲကျွန်တော်ရဲ့အကူအညီကျွန်တော်ရဲ့အကူကျွန်တော်အကူအညီပေးပါကျွန်တော်အခက်အခဲတွေကို ဒီမဆာပေးပါဆိုပြီးတော့တောင်းဆိုရတယ်ပြောရတယ်ပြောပြီးပြီဆိုတာနဲ့ထားခဲ့ရတယ်ပြောမယ်ဆိုရင်ကိုယ့်ရခက်ခဲအောင်ကရှစ်ရက်အတွင်းပြည်ရများတယ်နော်အဲ့ခါကြာရင်လေပြည်သွားတဲ့အခါကြာရင်လေနော်အောက်ဆုံးတဲ့အခါမှာလေနော်ကျွန်တော်ကျွန်တော်ရအခက်ခဲကြီးပြည်သွားပါပြီအကူကြီးပြည့်တယ်ကျွန်တော်တင်ပါတယ်ဆိုပြီးပြောပြရတယ်နော်ဒီညမှာဒီရုပ်စုံနဲ့မကြီးဘူးအကူကြီးတောင်းလာဖြစ်တယ်ဟိုမွေးပါတယ်လို့ကြွေးပါတယ်ဆိုတဲ့အခါမှာပြောတုံးတုံးရဘူးနော်လာပြီးတော့ပူဆော်တာပါဆိုတဲ့ပုံစံမျိုးနဲ့ပဲပြောပြောဆိုတုံးတုံးရပါတယ် နောက်ပြီးရဲ့ခါကျတော့လောကဓာတ်ကိစ္စတွေဖြစ်တည်တော့ကြောင်းမလို့နော်ပုံထက်တာလောကနမိစိတ်တန်ယတနာကမတိအာတောကံဝိရဒံခေမံဖောရတာလောကနမိစိတ်တန်ကမတိအာတောကံဝိရဒံခေမံဆိုတဲ့ခါတာရှိပါတယ်အဲ့ခါတာကိုကြက်ကြက်ယူပေးပါနာနာယူပေးပါဖိပီးယူပေးပါအဲ့ဒါဆိုခင်ဗျားတို့ရခက်ခဲတွေစောင်းရိုးခါနေပါဆိုတဲ့ကိစ္စတွေပြည်လည်ပါလိမ့်မယ်စီနေပါလိမ့်မယ်အားလုံးစီနေကြပါစေ